အားလုံးမင်္ဂလာပါဒီနေ့တရားသင်ပွဲသင်ခန်းစာကတော့အခန်းတီ၄ချိန်ငယ်၁သမရှိကနံပါတ်၁နဲ့နေဖြစ်ပါတယ်နံပါတ်၁မှာဆိုရင်ကျေရူအောက်ပါလို့ရှိမှာလေနော်နံပါတ်ကကြီးက -3.4 -6 နော်အဲ့ဒီမှာကျေရူကအနုနဲ့နုနဲ့ညှောက်တဲ့ခါမှာကျေရူအပေါင်းဖြစ်သွားတယ်ပေါ့နော်ဒါကြောင့်မို့ကျေရူကပြန်ရတဲ့ခါမှာ3.4 -6 ပြရပါတယ်အဲ့ဒီမှာကျေရူကနော်အဲပိုင်းဝေချင်းချင်းမြောက်မယ်ဆိုတော့36နဲ့ကိုမြောက်မယ်ပိုင်းချင်းမှာကတော့4နဲ့4ပဲရှိတော့4တလုံးနဲ့ရေးလိုက်မယ် ဒီကြရင်ဒီလိုပိုင်းဝင်မှာရှိတဲ့6နဲ့ပိုင်းဝင်မှာပိုင်းချီမှာရှိတဲ့၄နဲ့ကျင်းလိုက်ပါမယ်။နှစ်3နဲ့6နှစ်နဲ့4ပေါ့နော်။နှစ်နဲ့ကျင်းလိုက်ပါပဲနောက်ခုပြောအောင်။ဒါဆိုရင်ပိုင်းချီမှာဒီလိုကနှစ်လုံးမှကျင်မယ်။ပိုင်းဝင်မှာဒါ3တုံးနဲ့6ပေါ့နော်။6ကျင်မယ်။ဒါဆိုရင်ပိုင်းဝင်ကပိုင်းချီတဲ့ကြီးမြားဖြစ်တဲ့ရေဝတ်ရိုင်းထားလို့မရဘူး။ပင်းရောပြန်ဖွဲ့ပြရပါမယ်။နော်ကိုကနိမ့်နေစားတဲ့အခါမှာနှစ်လေးတီရှိဆိုတော့ကျိုးအပြေကင်းရလေးရမယ်။ကိုရရှင်တို့တော့တိရရဆို1.2ပေါ့နော်။ဒါဆိုလို့ရှိရင်4 1.2ရပါတယ်နံမကကြီးရဲ့ မခါဝေးရကျတော့ -3 1/2 into -1/5 အဲ့ဒါကိုမှကျတော့တုံငင်းတဲ့မှာထည့်ထားပြီးတော့ into 5/7မှာအဲ့ဒါဆိုလို့ရှိရင်ဒီလိုပထမဆုံးကတုံငင်းတဲ့မှာရှိတဲ့ဂဏန်းနှလုံးကအနှုတ်နှစ်ခုကိုကျတော့ညလေးရက်ကမှာအနှုတ်နှစ်ခုကအပေါင်းဖြစ်သွားတယ်ဒီလိုအနှုတ်နှုတ်ချင်းချီတယ်ပေါ့နော်ပြောလို့ရပါတယ်အဲ့ဒါဆိုရင်ဘာကြံလဲဆိုရင်3 1 1/2 into 1/5ကျပါတယ်နောက်ကနောက်တုံငင်းရဲ့နောက်ကနော်အမြောက်5/5ဆိုတာလေးပြန်ရေးပြရအောင်နော် ီးရက်ခါမှာဒီလိုကင်းရောကိုပန်းကင်းလူပြောင်းမယ်၃နှစ်နေချောက်တင်းနဲ့ပေါင်းခုနှစ်နော်ဒါတော့ရှိရင်ဒီလိုဒါဒီ၃ခုတော့တုံ့ပြန်ပြောတယ်လို့ရှိရင်ဒီ၃ခုတော့ကျေတော့တန်းစီပြီးမြောက်လို့ရပါတယ်အဲ့တော့ခုနှစ်ရက်တည့်ရက်၅ရက်မြောက်မယ်ပိုင်းချီမှာကျတော့နှစ်ရက်၅ရက်ခုနှစ်ရက်တန်းမြောက်လို့ရတယ်နော်တုံ့ပြန်ပြောတယ်လို့ရှိရင်ရပါတယ်ဒါပြီးပထမဆုံးဒီလိုကနော်ခုနှစ်နဲ့ခုနှစ်နဲ့ကပိုင်းဝင်မှာရှိရခုနှစ်နဲ့ပိုင်းချီမှာရှိရခုနှစ်နဲ့ကြည့်ပါမယ် နောက်ကပိုင်းဝေမှာရှိတဲ့ငားနဲ့ပိုင်းကြီးမှာရှိတဲ့ငားနဲ့ခြေရွားမယ်ဒါဆိုလို့ရှိရင်ပိုင်းဝေမှာတိကျံပြီးတော့ပိုင်းကြီးမှာနှိကျံမယ်ဒါဆိုလို့ရှိရင်နမခါဝေရဲ့ဖြေက1/2ဖြစ်ပါတယ်။နမခါငယ်ကတော့ -7 1/2 2 1/5 4/2ရယ်နော်။ဒါဆိုရင်ရှေ့တုန်းကရှေ့တုန်းကနော် -7 7 1/2ကိုကျတို့ကပိုင်းရူပြောင်းတဲ့အခါမှာကိန်းရောကိုပိုင်းကိန်းပြန်ပြောင်းနိုင်လို့ပေါ့နော်အဲနောက်ကကိန်းကိုလည်းကျတို့ကနောက်ကဂရင်းနဲ့ကိန်းကိုလည်းပိုင်းကိန်းပြန်ပြောင်းနိုင် ကြောင်းမြတ်ခါမှာသူငါအကုန်လုံးသုံးလုံးရှိုတန်းပြီးမြောက်လိုက်ရတယ်အဲ့ဒီမှာရှိုအနုတ်ကတစ်ခုပါတယ်အနုတ်ကိုရှေ့သုံးမှာပဲရေးလိုက်တော့မယ်ဒါပြင်ပိုင်းဝင်မှာ15ရက်17ရက်4ရက်ရှိပြီးတော့ပိုင်းကြီးမှာ2ရက်5ရက်3ရက်ရှိပါတယ်အဲ့ဒီမှာဒီလိုကမပရမတ်ဆုံးပိုင်းဝင်မှာရှိရဲ့၄နဲ့ပိုင်းကြီးမှာရှိရဲ့နှစ်နဲ့ကိုခြေလိုက်မယ်နှစ်တလီနှစ်နှစ်နဲ့ဒီကြရင်ပိုင်းကြီးမှာရှိရဲ့9နဲ့ပိုင်းဝင်မှာရှိရဲ့15နဲ့ခြေနဲ့9တလီ9 9သုံးနှစ်ဆန်နော်ဒီကြရင်ပိုင်းဝင်မှာရှိရဲ့3နဲ့ပိုင်းကြီးမှာရှိရဲ့3နဲ့ခြေလိုက်ပါမယ် ။ဒါဆိုရင်ပိုင်းချီမာကဘာမှမကျန်တော့ဘူး။ပိုင်းဝေမာက7.20နဲ့နော်။အနှုတ်လည်းပါတဲ့ minus 20ရပါတယ်ရှိတာ။မက်ကာကြီးမှာကျတော့0.15 into နဲ့ minus 3.45ရဲ့နော်။ရေစုံတွင်းဝင်းနဲ့မှာထည့်ပြီးတော့မြောက်ထားပါတယ်။နောက်မှာကျတော့0.001နဲ့ပြန်ပြီးတော့မြောက်ထားတယ်နော်။အဲ့ဒါဆိုရင်ကျတို့ကရှိရတွင်းဝင်းနဲ့ဝင်းရှင်းတဲ့ခါမှာ0.15နဲ့ minus 3.45ကိုကျတို့မြောက်တယ်နော်။မြောက်တဲ့ခါမှာကျတို့ကပေါင်းနှုန်းနဲ့ဆိုရင်ကျတို့လက္ခဏာအနုလက္ခဏာနဲ့တက်ပါတယ်။ ညတော့ဒါချေဝင်ပြောရပါအောင်အဖြေကကြာဘလောက်ရလဲဆိုရင်ဒီရှိကတဝင်းလို့ရှင်းတဲ့ခါမှာ minus 0.751 75ရပါတယ်အဲ့ဒါကိုမှနောက်က into 0.001နဲ့ပြန်မျှရတယ်နော်ဒါတဲ့ခါမှာဒီလိုအပေါင်းနဲ့နှုတ်နဲ့ဆိုရင်နှုတ်ပြန်ရပြီးတော့အဖြေကကြာတော့0.000571ရပါတယ်နော်ဒါလေးကကိုပေါ့ကိုသေးသေးမျှောက်ကြည့်ပါဒီချေကတော့မမျှောက်သေးသေးမမျှောက်ဘူးတော့ပါရှင်နံပါတ်9ပါနံပါတ်9က -1/8 အဲ့ဒီမှာ -1/h into เนาะတော်ဝင်လမ်းမှာကျတော့ -0.125 နဲ့ကျတော့ -8/15 နဲ့ကိုဇိုအမြောက်ပေးကြရပါမယ်။ဟုတ်ကဲ့နော်ဒါပြီးရောเนาะအရှိက -1/a ကိုဒီတိုင်းပြင်ရင်းတယ်။ green ရကကျတော့ green ရအရှိ green ရက -0.125 နဲ့ -8/15 မှာကျတော့ -2 ခုမြောက်လိုက်ရှင်မှာအပေါင်း -0 ချင်းချေရပါတော့။ အဲနောက်က0.125ကိုကျွန်တော်ပိုင်းရင်းနဲ့ပြင်ရတဲ့ခါမှာသူကဒသမရဲ့နောက်မှာထောင်မီစီရှိရာဖြစ်တဲ့အတွက်ပိုင်းကြီးမှာထောင်ရေးပြီးတော့ပေါ်ပိုင်းမီမှာနော်125ကိုရေးလိုက်ရပါတယ်နော်ဒါဆိုရင်ကျွန်တော်၃ခုလုံးကိုခုနတိုင်းနဲ့မျှဝေရပါပြီနော်ပိုင်းဝေမှာက1.125 8ပေါ့နော်ပိုင်းကြီးမှာက8 1000 15ပါဒါကြူချင်းပြမတော့ကျွာ8နဲ့8နဲ့ခြေသွားမယ်။ပြန်ရင်125နဲ့1000နဲ့ခြေတဲ့ကောင်မှာ125တက်ပြီ။နော်ပြော125ရှိပြီပေါ့နော်။ တယ်။ဒါပြင်ပိုင်းရှင်ပိုင်းဝင်မှာက1ပဲကျန်ပြီးတော့ပိုင်းရှင်မှာက15ရှိလျာ120ပါ။ဒီမှာအနုလက္ခဏာလေးကိုပြန်တက်ကြပါရနော်။နောက်ပြည့်ကျောင်းနံပါတ်1ပါအောက်ပါရောအောက်ပါရောကိုရှင်းပါရနော်။နံပါတ်ကြီးက -13.5 70.5 into -10 45ပါ။နော်ဒါပြင်ရှင်ရှင်တို့ကရှေ့ကခွေးနဲ့ဒသမကိန်းတွေဆိုကြည့်မယ်။ အဲလက္ခဏာဘယ်လိုကျွန်တော်နှုတ်ပေးရတယ်နော်73.5ရက်က73.5အောင်နှုတ်ပြတဲ့ခါမှာကျွန်တော်လေးကျန်တယ်အပေါင်းပြတဲ့တွေအပေါင်းလေးပေါ့နော်နောက်ကကျတော့ -10 45တယ်နော်အဲ့ဒီမှာကျွန်တော်အပေါ်ပေါ်နေအောင်တော့ချိန်မှာပေါ့နော်ပိုင်းဝေးပိုင်းဝေးရင်းတယ်4 into 10ပိုင်းကြီးက45ဒါဆိုရင်9နဲ့40 9 9 45ဒါဆိုရင်ပိုင်းကြီးမှာက6ရှိပြီးတော့ပိုင်းဝေးမှာက4နဲ့48အနုလက္ခဏာအနုကတစ်ခုရဲ့ကျွန်တော်နှုတ်လက္ခဏာကိုပြပေးပါတယ်ဒါဆိုနံပါတ်ကကြီးရဲ့ကြီးက -8 59ရပါတယ် ။နောက်ကကျွန်တော်နမခဝေးပါ။နမခဝေးမှာကျတော့ minus 12 1 by 3 plus 17 by 80 into 7.2ပါ။နော်အဲ့ဒါကိုကျွန်တော်ကအရှိရကိန်းကိုကိန်းရောဖွင့်မယ်။ကိန်းရောကိုပိုင်းရင်းလို့ဖွင့်မယ်ပေါ့နော်။စနေနေ့လုံးနဲ့ခြောက်တင်းနဲ့ပေါင်းတော့ပုံစံဖွင့်မယ်။အဲအဲ့ဒီလေးကျွန်တော်ကအနှုံးနဲ့ပေါင်းတဲ့ဆိုရင်လက္ခဏာအပိုင်းခြေတူအောင်ရှင်းပြရတယ်။ဒါလို့ကျွန်တော်က3ကို6နဲ့မြောက်ပြရတယ်ပေါ့နော်။ပိုင်းခြေကို6နဲ့မြောက်ရင်ပိုင်းခြေကိုလည်း6နဲ့မြောက်မယ်။ ဒါပေမဲ့36 38 39ချောက်လီရာ220နည်းပေါ့နော်ဒါပြင်ဘိုင်းကြီးတူရပါပြီဘိုင်းကြီးတူရကမှာဘိုင်းကြီးလုံးနဲ့ပဲရေးမယ်လက္ခဏာဘိုင်းဝင်မှာကျတော့အနုနဲ့ပေါင်းလို့ဆိုတော့လက္ခဏာဘလူးရချုပ်နှုတ်ပြီးရ220နည်းတရာ79တက်ကမှာ205ကျင်တယ်အနုလက္ခဏာများတယ်ရှိမှနှုတ်တက်ပြရပါတယ်ပြီးတော့စပမိုင်းဒူကိုကျတို့ကဘိုင်းကြီးနဲ့ရေးတဲ့အခါမှာဒီကဒသမရဲ့နောက်မှာကဆယ်လီဗေးရှိရတဲ့အတွက်ဘိုင်းကြီးမှာ30ခန်းနေနော်72ဘိုင်းထမ်းပါဒါဆိုလို့ရှိရင် ခြေလို့ရပြီပေါ့နော်ဆက်ရှိနဲ့80နှစ်ကိုရေလို့ရှိပါမယ်ဆက်ရှိ delay ဆက်ရှိဆက်ရှိ၄၄ရာ80နှစ်ပါအဲပိုင်းကြာရှိရတန်းနဲ့ပိုင်းဝင်မှာရှိရ205နဲ့ကိုခြေရက်ကမှာ9နဲ့ခြေလို့ရပါတယ်ဆိုရင်9နဲ့40 940 delay က105ဖြစ်ပါတယ်။ကြည့်ရရင်ပိုင်းချိန်မှာရှိရဲ့နှစ်နဲ့ပိုင်းဝင်မှာရှိရဲ့နှစ်လေးနဲ့ချိန်ရဲ့နှစ်တယ်ရင်းနှစ်နဲ့လေးလေး။အပြင်အဖြေကပိုင်းချိန်မှာဘာမှမကျန်တော့ဘူး။ပိုင်းဝင်မှာက41နဲ့လေး80နှစ်နှုတ်လက္ခဏာလေးပြန်တက်ပြီးပါမယ်။အပြင်နံပါတ်ခွဲရဲ့အပြေက -82 ဖြစ်ပါတယ်။ မက်ကားငယ်မှာကျတော့ရှေ့ကဒူမင်းနဲ့မှာ -2 1-2မိုင်းနဲ့ပြီးတော့ green ရဲ့ green မှာမိုင်းနဲ့1 1-3ပါအဲ့ဒါကိုဒီတော့ကမိုင်းနဲ့1 1-3နဲ့ညှပ်ပေးရပါတယ်ဟုတ်ပြီ green ရဲ့ green ရှင်းတဲ့ခါမှာရှေ့က -2 1-2ကိုဒီတော့ကကိန်းရောပိုင်းကိန်းလုပ်ခွဲတယ်ပြီးကြလို့ရှိရင် green မှာရှိတဲ့အနှုတ်ရဲ့ green ပြင်မှာရှိတဲ့အနှုတ်ရဲ့ညှပ်တဲ့ခါမှာဒီတော့ပေါင်းရရပါတော့ပြီးကြရင်1 1-4ကိုလည်းပိုင်းကိန်းလုပ်ပြောင်းလိုက်ပါတယ် เนาะဒီကြလို့ရှိရင်ကျွန်တော်ကဘာလုပ်ရမလဲဆိုနောက်ဆုံးကခွင်းမှာရှိတယ် -1 1 3ကိုလည်းပိုင်းကင်းတူကြားလိုက်ပါရယ်ပြီးတော့ရှေ့ကတဝင်းထဲမှာရှိရယ်เนาะပိုင်းကြီးတို့နှိမ့်နှစ်လေးပြောင်လို့ပိုင်းကြီးနှိမ့်ကိုနှိမ့်နဲ့မျှရင်ပိုင်းဝေးကိုလည်းနှိမ့်နဲ့မျှပါရယ်ဒါဆိုရင်ရှေ့ကပိုင်းဝေးမှာ9နဲ့20ရယ်ပိုင်းကြီးမှာ4ပေါ့เนาะဒါဆိုရင်ပိုင်းကြီးတူပါပြီပိုင်းကြီးတူကတော့တစ်လုံးနဲ့ရေးမယ်အမေပိုင်းဝေးမှာအနုတ်30နဲ့အပေါင်း5ဆိုတော့ကျွန်တော်ကနှုတ်လိုက်ကမှာ9ရယ်အမအနုတ်ကကြီးတယ်ရရှိမှာနှုတ်လိုက်တက်ပြရပါမယ် ဒါပြင်ရင်ကျွန်တော်နောက်တော့ငွေမှရှိတဲ့အနှုတ်နဲ့ရှေ့ကနော်ကနေပိုင်းကြီးမှရှိတဲ့အနှုတ်နဲ့ကျွန်တော်ခြေလိုက်တဲ့အခါမှာအဲ5 by 4နဲ့4 by 3ပေါ့နော်အမ5နဲ့4နဲ့ခြေလို့ရပါတယ်ဒါပြင်ပိုင်းဝင်မှာက5ကျန်ပြီးတော့ပိုင်းကြီးမှာက3ကျန်ပါတယ်နှုတ်နဲ့နှုတ်နဲ့ကတော့ခြေသွားပြီပေါ့နော်အဲ့ဒီကျတော့ပိုင်းဝေရ9အကြီးကြီးရဲ့အတွက်9ကိုသုံးနေကြတဲ့အခါမှာဖြေက1 2 by 3ရပါတယ်။ဟုတ်နော်။ခေါင်းငယ်ပြီးတော့ကျတော့ကာကြီးပါ။ကာကြီးမှာကျတော့4 by 9 plus minus 1 by 3ပေါ့နော်။ ရှေ့ခွင်းမှာတူဝင်တက်မှာအားရရတယ်။နောက်ကခွင်းမှာကျတော့ -0.06 into 1.2ဖြစ်ပါတယ်။အဲဒါဆိုလို့ရှိရင်ရှေ့ရကိုပြန်စီတဲ့အခါမှာ4.9 plus နဲ့ -0 ဆိုတော့ -0 ဖြစ်ပါတယ်။ -1.2 နော်။နောက်ပြီးတော့ဒီလိုပိုင်းပိုင်းကြီးညှိပါမယ်။ပိုင်းကြီးကိုပြအောင်လို့3.3နဲ့ညှပ်မယ်။ပိုင်းဝေကိုလည်း3နဲ့ညှပ်မယ်နော်။ညှောက်တဲ့အခါမှာနော်4.9နောက်ကကျတော့2.9ရရတယ်။ မိုင်းနဲ့0.06ကိုဇီရိုနှစ်နဲ့စားတဲ့ခါမှာမိုင်းနဲ့0.03ရပါတယ်နော်။ဒါဖြစ်ဆိုတော့ပိုင်းဝင်နဲ့ပိုင်းကြီးတစ်ခုတည်းချင်းမရပါနဲ့။အရင်ရှေ့ကတုံ့ပြန်မှုရှိတဲ့ခါမှာ1.9ရပြီးတော့နောက်ကကွင်းရကြတော့မိုင်းနဲ့0.13 0.3ကိုဇီရိုပိုင်းကြီးနဲ့ရတဲ့ခါမှာသူကဒသမရဲ့နောက်မှာယာရီစိရှိတဲ့အတွက်ပိုင်းကြီးမှာတရားခင်ပါတယ်။ပိုင်းဝင်မှာကြတော့ချင်းသုံးမိရတယ်နော်။ဒီရက်ခါမှာဇီရို3.9နဲ့ချိရပါတယ်။3.3 3.9ကို နှုတ်လက္ခဏာတကူရဲ့ဆိုရင်နှုတ်လက္ခဏာတက်ပါမယ်ပိုင်းဝေမာက1မဲ့ကျန်ပြီးတော့ပိုင်းချီမာက300တရားနဲ့ညက်တဲ့ခါမှာ300ရပါတယ်အနမကကြီးပေါ့နော်နံပါတ်5ကကြတော့လေ -14 15 by 32 -5 by 6အနုမာနှုတ်ထက်နေလို့ရှိရင်ဆိုတော့ဘာလို့ရောက်မှာလဲနှုတ်နဲ့နှုတ်နဲ့ဆိုတော့အပေါင်းဖြစ်မှာပါเนาะအဲဒါချင်း50 by 32 plus 5 by 6နောက်မှလည်းလိုက်မယ် -9 by 10 plus 4 by 5เนาะအဲဒီပိုင်းရင်ကြီးရဲ့ခါမှာ32နဲ့6နဲ့ပိုင်းရင်ကြီးလို့ဆိုရဲဆိုတော့ဘာလို့ 96ဖြစ်အောင်ညှိရပါမယ်နော်96ဖြစ်အောင်ဒီလိုဟာရှေ့ရကိန်းကိုလည်းသုံးနှစ်မြောက်မယ်နော်နောက်ရကိန်းကိုကြာအောင်ဒီလိုပြောရတယ်16နဲ့မြောက်ပြရပါတယ်ဟုတ်ပြီနော်အပြီးနောက်ရဝင်းမာတဲ့အတိုင်းပဲဘိုင်းကြီး10ဖြစ်အောင်လို့9အောင်နည်းနဲ့မြောက်ပြရတယ်အပြီးဒီလိုဘိုင်းကြီးညှိရပါပြီနော်ပါကြီးက96 55345အဘ66 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 ဒါ96ရင်းမယ် -45 နဲ့ +80 နဲ့ကြတော့လက္ခဏာတွေနှုတ်ပြရတယ်80ရ45တော့35ကျန်တယ်နော်အပေါင်းလက္ခဏာကအများအတွက်အပေါင်းနေပြီးပါတယ်နောက်ကနော်ထန်းကိုလည်းထန်းရေးပြီးတော့ -9 နဲ့ +8 နဲ့ကြတော့လည်းလက္ခဏာပြီးတော့နှုတ်ပြရတယ်လက္ခဏာအနှုတ်ကအများအတွက်ကျွန်တော်နှုတ်လက္ခဏာကိုပြတ်တက်ပါတယ်အဲပြီးကြလို့ရှိရင်35နဲ့30နဲ့ကိုချင်းတဲ့ခါမှာ9နဲ့ချင်းတယ်ပေါ့နော်9နဲ့40 9ခုနဲ့35ဒါပြင်ပိုင်းချိန်မှာက96နဲ့ကျန်ပြီးတော့ပိုင်းဝေမှာ80နဲ့ကျန်တာ ဲ့ဒီမှာအနုလက္ခဏာတစ်ခုတည်းဆိုတော့မကြည့်တဲ့အတွက်အနုလက္ခဏာကိုပြန်တက်ပြရပါတယ်ဒါပြင်အဲ9ရက်ပြာ minus 7 by 1 192ဖြစ်ပါတယ်ပေါ့နော်ဒါပြင်ကျတို့ကလေ့ကျင့်ခန်း1.9က1.8ကနံပါတ်1တည်ယူရပြီနံပါတ်3ကိုနောက်တစ်ချိန်ကြာလို့ရှိရင်ပြင်ပြီးရှင်းပြပြပါမယ်ဆုံးနည်းရှိရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်